ွေးမျိုးမှာမိရှုတန့်စင်ဖွားမြင်ကြတဲ့ရင်သွေးရတနာရီအတွက်ကတော့မာဘုတ်ဗေနနီယတနေ့နာနေဘွားပုတီဘွားစာတာရှင်နေဖြစ်ကြပါတယ်ပုတီသဘောမကျော်သောကျော်သောဘာကနှိုက်မြဆိုတဲ့အတိုင်းဒီနေ့မှာဖွားမြင်တဲ့ရင်သွေးရတနာတွေဟာငယ်စဉ်မှာချူကြတော့လဲကျော်သောထင်ရှားမှုမှာသူတစ်ပါးနဲ့မတူအောင်နှိုင်းရှင်ရလို့မရလောက်အောင်မြင်ပေါ့မြောက်ကြလိမ့်မယ်လို့နမိတ်ကောင်းဖတ်လိုက်ပါတယ်ခင်ဗျာ thank you အားလုံးပဲမင်္ဂလာပါခင်ဗျာဒီအစီအစဉ်ကိုဗေဒင်ရေဒီယာမီဒီယာကစီစဉ်တင်ဆက်ပြီးတော့အောင်ထုဆန်းဗေဒင်ရေဒီယာကမှအ धिक အကူအညီပံ့ပိုးပေးထားတာဖြစ်ပါတယ်ခင်ဗျာဒီအစီအစဉ်ကိုစောင့်မျှော်ကြည့်ရှုပြီးခုနှစ်အတိုင်းများအားလုံးလူရဆန္ဒပြကြပါစေခင်ဗျာ2025ခုနှစ်မေလ9ရက်ဒီနေ့တင်းနာနေ့အတွက်ခုနှစ်အတိုင်းများအားလုံးတို့တဲ့တဲတော်ကံကြမ္မာနမိတ်ဖတ်ကြရင်ရှင်ပြန်ထမြောက်ခြင်းဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ဆုံးရှုံးထားတာတွေပြန်ရလိမ့်မယ်မေအောင်ဆွေအောင်ဆရာအောင်သမောင်းတွေပြန်တွေ့မယ်နိုင်ငံခြားနဲ့ပတ်သက်တဲ့အစီအစဉ်တွေအောင်မြင်မယ် အယောင်အဝယ်ကိစ္စမျိုးတွေငွေပေးငွေယူကိစ္စမျိုးတွေပြင်လည်သွားမယ်နေ့ဖြစ်ပါတယ်ဒီလိုနေ့မျိုးမှာမိရှုတန့်စင်ဖွားမြင်ကြတဲ့ရင်သွေးရတနာတွေအတွက်ကတော့မာဘုတ်ဗေနနိယတနေ့နာနေဘွားပုတိဘွားဇာတာရှင်တွေဖြစ်ကြပါတယ်ပုတိသဘောမကြော်သောကြော်သောဘာကနှိုက်မြဆိုတဲ့အတိုင်းဒီနေ့မှာဖွားမြင်တဲ့ရင်သွေးရတနာတွေဟာငယ်စဉ်မှာချူကြတော့လဲကြော်သောထင်ရှားမှုမှာသူတစ်ပါးနဲ့မတူအောင် နိုင်ရှင်အားလို့မရလောက်အောင်မြင်ပေါက်မြောက်ကြလိမ့်မယ်လို့နမိတ်ကောင်းဖတ်လိုက်ပါတယ်ခင်ဗျာဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးဒီနေ့မွေးနေ့ကနေပြီးတော့တနှစ်တာလုံးအတွက်ကံတရားရဲ့အထောက်ပံ့ကောင်းတွေရဖို့လို့ကုသိုလ်ရည်ရာဖြစ်နေရတော့မြတ်စွာဘုရားရှင်ကိုပေါင်မုံကိုချက်နွားနို့ဆမ်းပြီးတော့လှူဒန်းခြင်းအားဖြင့်၎င်းရဟန်းတန်ခါတို့ကိုပေါင်မုံနွားနို့လှူဒန်းခြင်းဖြင့်၎င်းဆွေမျိုးအပရိသတ်အပေါင်းတို့ကိုလည်းပေါင်မုံအုံးနို့ဆမ်းဒါမှမဟုတ်လည်းပေါင်မုံနို့ဆမ်း လှူဒန်းကုသိုလ်ပြုခြင်းအပြင်၎င်းကန်တရားရဲ့အထောက်ပံ့ကောင်းတွေကိုအထူးရပါလိမ့်မယ်ခင်ဗျာဒီနေ့အတွက်အကျိုးပေးစိုးမိုးကဏ္ဍတော့9ကဏ္ဍ3ညကဏ္ဍ9ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့ရဲ့ငွေကန်ကောင်းမှုလို့တော့ကတော့ငွေဆက်ကူတရွက်ကိုရင်မွေးလေးဆွတ်ပြီးဒီနေ့ဆောင်ထားလိုက်ခြင်းအပြင်ငွေကန်အထူးကောင်းပါလိမ့်မယ်ခင်ဗျာစရိုးဆိုင်ကုန်းသွန်းတိုင်းလက်ဖက်ရည်ဆိုင်စားသောက်ဆိုင်တွေမှာရောင်းပန်းသာဝယ်ပန်းလာဖို့လို့တော့ကတော့ဆိုင်ရှိမျက်နှာသာကိုနွားတို့အနှဲငယ်ပက်ပြန့်လိုက်ခြင်းအပြင်တိရသာသာအယောင်သက်အယောင်သွက်အယောင်ထွက်သွားပါလိမ့်မယ် အယောင်ထိုင်နေတဲ့ကိုမျိုးစည်းတွေအယောင်တော့ဖို့တော့ကလည်းမျက်နှာသုံးပွားအဖြူလေးတစ်ခုနဲ့တိုးပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်တိတိသာသအယောင်တွက်သွားပါလိမ့်မယ်အမှုအကင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကုန်ကျက်သွုံအနီမှာရေးပြီးညနေပိုင်းရေစည်းမျောပလိုက်ခြင်းအပြင်အခက်အခဲတွေကနေပြေပြောက်သွားပါလိမ့်မယ်မိသားစုမှာကျန်းမာရေးညနေတဲ့သူရှိရဆိုရင်တော့ကျန်းမာသွားဖို့လို့အတွက်ဓာတ်စာဖြစ်နေဒီလိုမျိုးမှာ မြင်းခွာရသောအနေငယ်စပြီးဆူတောင်းလိုက်ခြင်းအပြင်ဆေးကောင်းဝါကောင်းဆရာကောင်းတမကောင်းတွေ့ပါလိမ့်မယ်။အခြေကိစ္စမြစ်တိုင်းကိစ္စအိမ်တော်ကိစ္စတွေကတော့ဂျားလူဂျားစကားဆွေမျိုးစကားလိုကြောင့်ဂျားညက်ရှုပ်ထွေးတတ်ပါတယ်။အခြေမြစ်တိုင်းအိမ်တော်အစဉ်ပြေဖို့အတွက်ကတော့အုံစိမ့်ရီတစ်ခွက်မနဲ့စောစောမျက်စောဖျားရင်ကိုလှူဒန်းခြင်းအပြင်တိတိတသာအိမ်တော်ရဲ့မြစ်တိုင်းခြေရီကိစ္စမှာအေးချမ်းတာရပါလိမ့်မယ်ခင်ဗျာ။ဒီစီစဉ်ကိုစဉ်သက်မပြတ်စောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ခொနည်းတောင်းမြတ်အားလုံး ဘေးပြန်ဝေးကွာ၍လူရဆန္ဒများပြည့်ပြီးဒီအစည်းအဝေးရေရံများကိုလိုက်ပါဆောင်ရွက်ခြင်းအပြင်အကျိုးထူးအနန္တရှိကြပါစေလို့ဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ခင်ဗျာ